်ဒီအောင်မြင်မှုကကျွန်တော်တို့အတွက်အရေးကြီးအောင်မြင်မှုတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ဘာသာစကားအဒီခစ်ခစ်မှာဒီဘာသာစကားတည်တည်မှုကျွန်တော်ရဲ့ယဉ်ကျေးမှုတွေကျွန်တော်ရဲ့အခံတွေကိုကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့အဒီခွင့်ဟာထုတ်ထုတ်ခွင့်ဟာနိုင်တဲ့အနေအထားတစ်ခုဖြစ်သွားပြီပေါ့နော် ဟုတ်ဘောအဓိကတော့မနေ့ကဆိုရင်တော့ကျွန်တော်တို့ Facebook မှာဟော Unicode ဟောမြန်မာ Unicode တခုတည်းပဲတုံးတော့မှာပေါ့နော်ဆိုတော့ဒီလိုပြင်ညာချက်က Facebook ကတော့တရင်ဝင်ကြီးညာခဲ့တယ်ပေါ့နော်ဆိုတော့ဒီဒီပြင်ညာချက်ရမက်မလာခင်မှာတော့ကျွန်တော်တို့ဂျားထဲမှာလည်းကျွန်တော်တို့ဒီအရင် Unicode ကိုအသက်ဝင်အသုံးပြုလို့ရအောင်နော်ကိန်းစာကိုဒီ Unicode မှာပေါ်ပြဖို့ဆိုကြီးကိုအဲမလို့ဟိုဆက်ပြီးမသုံးဘူးရပ်တန့်ပြဖို့တဲ့ကျွန်တော် campaign တွေလုပ်ပြီးတောင်းဆိုခဲ့တယ် email တွေပို့ခဲ့တယ်ပေါ့နော်နောက်ဆုံး အဲလွန်ခဲ့တဲ့3လပဲကျွန်တော် campaign ပိတ်ခံနေမှာပဲကျွန်တော်တို့ရှိကို Facebook ကနေပြီးမှ email တစ်ဆောင်ရောက်လာတယ်ပေါ့နော်သူတို့ဒီဒီဟာကိုဒီပြဿနာကိုဖြေရှင်းမှုအကြောင်းလို့မကြခင်မှာအဖြေတစ်ခုရမယ်ဆိုတော့ကျွန်တော်ပြောလာတယ်ပေါ့နော်ဒါဒီအချိန်မှာပဲကျွန်တော်တို့ပြီးခဲ့တဲ့ set 73ရက်နေမှာပဲเนาะဂျွန်လ73ရက်နေမှာပဲ Facebook ကနေပြီးတော့တရဝင်းကျင်ညာတယ်ပေါ့နော်သူဒီ Zoji ကိုရက်တက်ပြီးတော့မှတရဝင်း Unicode မြန်မာ Unicode တစ်ခုတည်းကိုပဲအသုံးပြုတော့မယ်ဆိုတဲ့ဟာမျိုးဖော်ပြပေးတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီဒီလှုပ်ရှားမှုမှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုကလည်းပြည့်စစ်တည်တည်တာပါဝင်ပြီးတော့ တို့အတွက်မြင်မြင်ဆက်ဆက်ဒီဒီ unicode ကို design မမသုံးဖို့တို့အချိန်မှာ support လုပ်ဖို့ဆိုပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ချရဲဆိုပြီးတော့ဒီလောက်ထိဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာတခြားဒီလိုအောင်မြင်မှုရဖို့ပေါ့နော်တခြားဘယ်အဖွဲ့တွေရရောပူပေါင်းပေါင်းဝင်ခဲ့တာတွေရှိလဲခင်ဗျာကျွန်တော်ကျွန်တော်လောက်လာဆိုတော့လေကျွန်တော်ဒီအဖွဲ့တွေမှာတော့ sorry အဲ့ဒါဆိုကျွန်တော်ပြောပါမလားကျွန်တော်ဒီအဖွဲ့တွေမှာဆိုတော့ဒီကဏ္ဍပေါင်းစုံအလူပုံကိုမျိုးစုံအဖွဲ့စီပေါင်းစုံ ပါပါဝင်ပြီးတော့မှဟိုဒီဒီဒီ movement ကိုဆောင်ရွက်ပေးခဲ့ရောเนาะဆိုတော့လူတွေလက်မထိုးကြရဲဒီလူတယောက်ချင်းစီကလက်မထိုးပြီးတော့ spray ကိုတောင်းဆိုရဲ campaign ကိုကျွန်တော်လုပ်ခဲ့ပါเนาะဆိုတော့ဒီ campaign မှာပါဝင်ပြီးလက်မထိုးကြရဲလူတွေကလည်းကျွန်တော်တို့ရဲ့ဒီအာဒီ Facebook ရဲ့ဒီ unique သုံးဖို့အတွက်ကိုလည်းအဲတော့ဒီ assignment နဲ့သုံးဖို့အတွက်ဆိုလည်းအဲ plan ကြောင်းပေးလိုက်တဲ့သဘောမျိုးဖြစ်သွားရဲထို့အပြင်ပဲဒီ campaign မှာပါဝင်တဲ့ခေါင်းဆောင်တွေပြီးတော့တခြားဒီ unique ကို အာဟိုအရင်ဖန်တီးကလေးကဒီဇိုင်းမဲမဲဒီ Facebook ကိုရောပြီးတော့ဒီတခြားမိပညာအဖွဲ့စီရောတောက်လျှောက်ဒီရင်းခုတ်ကိုပဲတုံးဖို့ဒီဇိုင်းမဲမဲလို့ပြောတဲ့လူတွေရှိရေဗောနော်သူတို့တွေကလည်းအများကြီးပါဝင်လာဗောနော်ကျွန်တော်တို့ကလည်းသူတို့ကျေးဇူးတင်ရမယ်ပါဝင်ကြတဲ့လူတိုင်းလည်းကျေးဇူးတင်ရမယ်ဒီ campaign ကြောင့်လည်းဒီ Unicode ကအာဒီ Red Unicode ကလည်းအရှိဒီအရှိရှိရောက်လာဗောနော်ဟာလည်းမျိုးဆရာအနေနဲ့ဒီအစားအနေနဲ့ဒီခုလိုမျိုးအောင်မြင်မှုရတဲ့အထိဗောနော်အချိန်ဘယ်လောက်ကြာကြာယူခဲ့ရလဲခင်ဗျာ ကျွန်တော်အဲ့ဒါကြကျွန်တော်တို့ယူယူတာတော့မဟုတ်ပြန်အဲ့ဒါ Facebook ကတော့သူလုတ်ပေးပါအဓိက Facebook လုတ်ဖို့ကိုကျွန်တော်တို့မြန်မြန်လုတ်ဖို့ကိုကျွန်တော်တို့တောင်းအားပေးလိုက်တဲ့သဘောပေါ့နော်ဘာလို့ဆိုတော့ Facebook ကကျွန်တော်တို့ဒီလိုမျိုး campaign တွေမလုပ်ဘူးဒီလိုမျိုးမတောင်းဆိုဆိုသူကလည်းဖြည်းဖြည်းဖြည်းပဲသွားနေပါပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးလူအများနဲ့ဝိုင်းပြီးတော့ဝိုင်းဝန်းပေါင်းတောင်းဆိုလိုက်တဲ့အတွက်လည်းသူကမြန်မြန်ပြန်ပြန်လုတ်လာတယ်ပေါ့နော်ကျွန်တော်အချိန်ယူရတော့ကျွန်တော်ယူရတာမဟုတ် Facebook ကဒီဒီဟာသူပြောင်းဖို့တော့သူတို့လုတ်တာဆိုလည်းဟုတ်ကဲ့ကျွန်တော်ဘက်ကဘာမှမလုပ်အဓိကတော့ကျွန်တော်ကတောင်းဆိုတာသူတို့ကအမြန်ဆုံးဒီဟာကိုရပ်တန့်ပေးဖို့ကျွန်တော်တောင်းဆိုတဲ့သဘောပါပဲ အဒီဇော်ကြီးကိုအောက်ပံပေးဖို့ရက်တန့်ပေးဖို့တောင်းဆိုလိုက်တဲ့ပုံပါပဲဟုတ်အော်ဒီလို unicode အပြောင်းအလဲကြောင်းပေါ့နော်ဒီတိုင်းသားစပေးတွေအတွက်ဘလို့အပြောင်းအလဲဖြစ်လာနိုင်မလဲခင်ဗျာအဒီအဲ့တော့ကျွန်တော်ဒီ Facebook ကဒီဇော်ကြီးကိုရက်တန့်ပြီး unicode တစ်ခုပဲအထောက်ပံ့ပေးလဲအတွက်ဘလို့မျိုးဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဒီ ဒီ Zoji Fox နဲ့တွားပြီးတော့မှာအာ Zoji Fox ကနေပြီးတော့မှာဒီ Unicode နေရာမှာရှိရဲတိုင်းသားစာတွေယူထားတဲ့အတွက်ကျွန်တော်ပေတိုင်းသားမဆိုမွန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိရင်ပဲဖြစ်ဖြစ်မျိုးပိုးကိရင်ပဲဖြစ်ဖြစ်တခြားဒီပိုးအိုပဲဖြစ်ဖြစ်တို့ကဒီတောင်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီဒီမှာ Zoji ကဒီ Code Point တွေကိုတိုင်းသားတွေရဲ့ Code Point ကိုယူထားတဲ့အတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ကိရင်ကိုရေးတဲ့အခါပဲဖြစ်ကျွန်တော်တိုင်းသားစာရေးတဲ့အခါမှာအဖြစ်ဖြစ်ဘလို့မှအမှန်မပေါ်ပေါ့နော်အမှန်မပေါ်တဲ့တဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မတောင်းကြတော့ဖြစ်သွား မမပေါ်လေမတုံးလေအာတုံးတဲ့လူနည်းလာလေအဲ့လိုမျိုးအခက်ခဲရရှိရဗျာဆိုတော့ဒီလို Unicode ကို Facebook ကတည်ရဝင်လုံးဝဒီ fully support လုပ်လိုက်တဲ့အတွက်ကျွန်တော်တိုင်းသားတွေစပြီးအဆင့်တန်းပိုညှင့်လာပါဘောနော်ဘယ်လိုဆိုတော့ကျွန်တော်တို့ခံစားချက်တွေကျွန်တော်တို့ပြောရှင်မှုတွေကျွန်တော်တို့ရဲ့ဒီရှိခိကကြပြားတွေညီညွတ်ခံစားမှုတွေကိုဒီ Facebook မှာကျွန်တော်တို့စာရေးပြီးတော့ဖော်ပြရဖော်ပြလိုက်တဲ့အနေအထားဖြစ်တော့ကျွန်တော်တို့စာပြီးအဆင့်တန်းကလည်းဒီဖြည်းဖြည်းနဲ့ညှင့်လာပဲဘောနော်အဲ့လိုမျိုးကျွန်တော်တို့ဒီအပြောင်းလဲအာဒီမှာစပြီးတွေ့ရပါဖြစ်ပါတယ်ဟုတ်ကဲ့ ဒီတိုင်းသားဘာသာစကားမှာဒီကျွန်တော်တို့ကရင်တစ်ခုတည်းမဟုတ်ဘူးเนาะရခိုင်တွေမွန်တွေရှမ်းတွေဒီဘာသာစကားတွေကိုလည်းအမှန်တိုင်းမြင်တွေ့ရတော့မယ်ဆိုတော့ဒီတိုင်းသားတွေအတွက်ပေါ့เนาะဒီအပြောင်းလဲကအဲဘလောက်အရေးပါလာနိုင်လဲဘလို့အရေးပါလာနိုင်လဲโอเคအဲ့ဒီအပြောင်းလဲကအများကြီးတိုင်းတိုင်းတိုင်းအတွက်အကျိုးရေးကြီးရဲ့အကြောင်းလေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ digital kit AI kit ကိုသွားမဲ့အခါမှာကျွန်တော်တို့ဒီတိုင်းသားဘာသာစကားနဲ့ရေးထားတဲ့မိခင်ဘာသာစကားနဲ့ရေးထားတာတွေပေါ့နော်တိုင်းသားဆိုတဲ့မိခင်ဘာသာစကားနဲ့အသုံးပြုပြီးရေးထားတဲ့စာပေများမှလည်း ကျွန်တော် AI မှာလည်း AI ကဘာမှာလည်းကျွန်တော်ဒီစာပေနဲ့မေးမြန်းမယ်ပြောဆိုဆွေးနွေးနိုင်မှာဖြစ်တယ်ပေါ့နော်တကယ်လို့ဒီဒီတိုင်းရင်းသားစကားတွေမိခင်ဘာသာစကားတွေကဒီ digital ကဘာမှာတင်ထားမှုအသုံးပြုမှုမရှိဘူးဆိုရင်ကျွန်တော် AI မှာတော့ဘယ်လိုဖြစ်ဖြစ်ကျွန်တော်သုံးလို့ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီလိုမိခင်ဘာသာစကားတွေကိုအသုံးပြုမယ်ရေးသုံးမယ်ဒီ Facebook မှာရေးဆွဲတာဖြစ်ဖြစ်ကြိုက်ကိုယ့်ရဲ့ နေ့နေ့သူတို့ကပတ်ဝန်းကျင်ဒီဒီဒီဂျစ်တယ် device ဆိုင်မှာအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့ဒီဂျစ်တယ်ကမ္ဘာမှာကျွန်တော်ရဲ့ဒီ meeting ဘာသာစကားလည်းချက်ရှိမယ်ကျွန်တော်ရဲ့ meeting ဘာသာစကားအပြင်မှာအာဒီကျွန်တော်ရဲ့ရင်ချင်းမှုတွေကျွန်တော်ရဲ့တွေးခေါ်ရဲ့ယူဆတွေအားလည်းအများကြီးဒီမှာပြည့်ပြတ်လာပဲဗောနော်ဆိုတော့ဒီတိုင်းရင်းသားဘာသာစကားတွေကိုဟိုဒီဒီလိုမျိုးဒီလိုမျိုး digital ခင်မှာ ရှေရှေတည်တက်ပြီးတော့စင်ပွားပြိုတက်မှုအတွက်ကတော့ဒီဒီဒီကနေပြီးတော့အခြေခံဆက်ပေါ့နော်ဒီ Facebook မှာကျွန်တော်တို့ဒီကိုင်းသား Unicode ဘာသာ Unicode တခုတည်းကို support လုပ်တာကျွန်တော်တို့ပထမဆုံးခြေလှမ်းဆိုရင်ပြောလဲမမပါဘူးခင်ဗျာဟုတ်ကဲ့ပါစာလုံးအမှန်တိုင်းမြင်လာတော့မကောက်ဘောเนาะဒီ AI နည်းပညာမှာလည်းအခြေခံအုံမြချတာဖြစ်တယ်လို့လည်းတွေ့ရတော့အဲ့ဒါဘယ်လိုမျိုးလဲရှင်းပြပေးပါဗျာဟုတ်ကဲ့ဟောဗောအဓိကတော့ AI ဆိုရဲသဘောတော်ဟာကကျွန်တော်တို့ဒီ data တွေဗောเนาะ data တွေစုစည်းထားတဲ့နေရာတစ်ခုပါပဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ နေတဲ့သူတို့ကသုံးနေရဘာသာစကားတွေအဲဒီ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 သုံးနေရဒီ translation ပေါ့နော်ဘာသာပြန်နဲ့စွမ်းဆောင်ရည်တွေပြီးတော့ကျွန်တော်တို့ text to speech ဒီစာကလုံးကနေပြီးအသံထွက်တာတွေဟာတွေအကုန်လုံးကဒီ AI 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 ကိုအခြေခံပေါ့ machine learning ပေါ့နော်အဲ့ပေါ့အခြေခံတဲ့အရာအားလုံးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတိုင်းသားဘာသာစကားတွေကဒီ database ပေါ့နော်ဒီ data တွေထဲမှာအများကြီးသုစုတည်စီတဲ့ဖြစ်မှာဆိုရင်ဒီကနေပြီးတော့ကျွန်တော်တို့ဒီဒီ machine တွေပေါ့နော်စက်ပြီးစက်ဒီနားလေတဲ့အနေအထားကိုကျွန်တော်တို့ ဟိုတော့နိုင်မယ်ဆိုရင်ဒါကအခြေခံသဘောတရားပဲပေါ့နော်ဒီကနေတစ်ဆင့်တစ်ဆင့်ကျွန်တော်တို့ကနည်းပညာတွေပြန်ပွားလာတော့လုပ်နိုင်မယ်ပြီးပိုကောင်းတဲ့အရာတွေလုပ်နိုင်ပါတော့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီဟိုဒီဘာသာပြန်စနစ်တွေပုံမျိုးကောင်းမလာပါတော့ဥပမာဆိုကျွန်တော်တို့ကိရင်စကားနဲ့စာရေးလိုက်တာကိုရှမ်းဘာသာလို့ translate လုပ်ပေးရပါဒါမှမဟုတ်ကိရင်လို့ရေးလိုက်တယ်မယ်အင်္ဂလိပ်လို့ translate လုပ်ပေးရဟိုအဲ့လိုပုံစံမျိုးလေးကြီးလေကျွန်တော်တို့အတွက်ဒီဟာအခြေခံအစ်စ်ပေါ့နော်ဒီဟာအောင်မြင်မှုရဲ့အခြေခံအစ်စ်ပေါ့တော့ဆိုတော့ AI ရဲ့ AI ကိုပါကိုရောက်ဖို့အတွက်ကိုပထမဆုံးခြင်လန်းစစ်လို့ပြောရမှာပြောရမှာပေါ့နော်ဟုတ်ကဲ့ ဒီလိုအပြောင်းလဲရပါတော့ဒီကိုတိုင်းရင်သားတွေအတွက်ဘလို့သမိုင်းဝင်မှုမျိုးဖြစ်နေနိုင်တယ်ခင်ဗျကျွန်တော် company ကြီးတွေရပါတော့တိုင်းဒီနိုင်ငံတကာ corporate ကြီးတွေရဲ့နီးပညာ company ကြီးတွေရကျွန်တော်တို့ရဲ့ဘာသာစကားကိုသူတို့ရဲ့စနစ်ထဲမှာတရားဝင်အသိမဲ့ပြပြလိုက်ပြီးဖြစ်တဲ့အတွက်နောက်ပိုင်းဆိုရင်ကျွန်တော်တို့ကဘာသာစကားရှင်းတမ်းရင်းက အများကြီးအကျိုးရှိသွားတယ်ပေါ့နော်သူတို့ရဲ့ဒီ server ထဲမှာတင်းတင်းထိုင်းတင်းထားတဲ့ကိစ္စတွေဖြစ်လာမယ်ဒီကနေ့ဖြစ်ကျွန်တော်တို့ရဲ့ bother စကားကိုကျွန်တော်တို့ပြန်လဲရှာဖွေတာတို့ပြန်လဲအသုံးပြုတာတို့ဒီ data တွေဒီသတင်းတွေဖလှယ်တာအများကြီးရှိလာပြီဆိုတော့ကျွန်တော်တို့အတွက်အသိုင်းဝင်အသိုင်းဝင်အဖြစ်ပြက်ပြီအသိုင်းဝင်ကြီးအဖွဲ့အာပြောလို့ပြရမယ်အတမိုင်းဝင်ဟူမျိုးပေါ့နော်ဘာလို့ဆိုတော့ဒီကျွန်တော်တမိုင်းမှာခါမှတိုင်းရင်းသားတွေအနေနဲ့ဒီလိုမျိုးဟိုဟိုအဖွဲ့အစည်းနိုင်ငံတကာအဖွဲ့အစည်းကြီးတွေကနေပြီးတော့မှဘာသာစကားကိုဟိုတည်ငွေအတိမပြူလာမှရှိဘူးပေါ့နော် ပြောမယ်ဆိုရင်တော့ဒီတမိုင်းဝင်မှုရဲ့အကြီးကြီးပေါ့နော်ဒီအခုအချိန်ထိလည်းဒီစောကြီးကအသုံးပြုနေတဲ့လူတွေရှိတယ်ပေါ့နော်ဒီလူတွေကိုဆရာဘလူတွေမှာကြားချင်းလဲသူတို့အနေနဲ့ဒီ unicode ကိုမပြောင်းလဲဘူးဆိုရင်ဘလူအခက်အခဲတွေကြုံတွေ့ရနိုင်လဲဟုတ်ကဲ့ကျွန်တော်အဲ့ဒီဟာတော့အရေးကြီးရပါတော့ကျွန်တော်တို့ဒီ surgery code ကို surgery code ကိုပဲဆက်လက်အသုံးပြုနေမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ AI ကဘာကိုတွားတဲ့ခါမှာကျွန်တော်တို့ရဲ့မင်းမြန်မှုတွေကျွန်တော်တို့ရဲ့ရှာဖွေမှုတွေကရှာဖွေတွေ့ရှိတော့မှာမဟုတ်ဘူးပေါ့နော်အထူးတူပဲဒီ surgery code ကိုအသုံးပြုနေမယ်ဆိုရင်အဲ ဆက်ဆက်လက်ပြီးအသုံးပြုနေလို့ဆိုရင်နိုင်ငံတကာရဲ့အဲ့ဒီဒီ computer sanity မှာရှိ computer sanity မှာကျွန်တော်တို့အချင်းချင်းပါသာစကားပြည်မှုမျိုးပြောတဲ့အခါမှာပဲပြီးဆက်သွယ်တဲ့အခါမှာပြီးပြီအဲကိုယ့်ရဲ့ဆက်သွယ်မှုကသူများမမြင်နိုင်နိုင်ဖြစ်လာရောလားဆိုတော့အမြဲဆုံးတော့ဒီဇော်ကြည့်သုံးတဲ့လူတွေလောလောဆယ်တော့အခက်အခဲရှိမယ်ဟိုအထို့အတူပဲပေါ့နော်အခက်အခဲရှိနေတဲ့အတွက်အခက်အခဲရှိမယ်ဒါပေမဲ့ ဒီခက်ခဲခဏတာပဲဗောနော်နောက်ပိုင်းကျရင်နိုင်ငံတကာအဆင့်မီဒီစနစ်ကြီးတခုတည်းကိုကျွန်တော်တို့ဝင်သားမိခေါ်တယ် unicode ဆိုရယ်စနစ်ကြီးတော့ဝင်သားမယ်ဆိုရင်အကျွန်တော်တို့တွေအများဆုံးအကျိုးရှိအနေထားတစ်ခုဖြစ်သွားမှာဗောနော်အဲ့တော့ဟိုကိုယ့်ရဲ့ဒီဒီဇော်ဒီကုတ်သုံးနေတဲ့ခါမှာသုံးနေတဲ့ဖုန်းတွေကိုလည်းဖြစ်နိုင်တော့ unicode ပြောင်းပြီးတော့သုံးပြီးပို့ဗောနော်ကိုယ့်ရဲ့စနစ်တွေကနေမျိုးဆိုကျွန်တော်ဖယ်ရှားပြီးတော့ unicode ကိုပြောင်းလဲသုံးစစ်ပို့တော့ပြောချင်ပါတယ်ခင်ဗျာဟုတ် Facebook ကိုတောင်းဆိုရတဲ့ဆိုတော့ဒီဘလိုဘလိုနီလန်းတွေနဲ့တောင်းဆိုခဲ့လဲဆိုတာပြောပြပြလို့ရမှာ ကျွန်တော်တို့ဒီဒီကောင်တော့ကျွန်တော်တောင်းဆိုတာတော့အဓိကကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီအဲတောင်းဆိုမှုပုံစံမျိုးကတော့ကျွန်တော်တို့ဒီ campaign လုပ်တယ်ပေါ့နော် site ထုတ်ပြီးတော့တောင်းဆိုရယ်ပေါ့နော်ကျွန်တော်တို့လူကြီးဘယ်လောက်ရှိလဲအဲပြီးတော့ကျွန်တော်တို့ဒီဘယ်လောက်ဘယ်လိုမျိုးစာလုံးမှုရှိလဲဆိုတော့ပေါ့ကျွန်တော်တို့ရဲ့ဒီအဲပြောင်းလဲဘယ်လောက်လုပ်ချင်လဲပေါ့ကျွန်တော် Facebook မှာကျွန်တော်ကိရင်လို့တိုင်းသားတပ်ပေးတယ်ဟိုအတိမတ်ပြုဖို့ပေါ့နော်ဘာကြောင့်ဆိုတော့ Facebook ကိုနိုင်အတိမတ်ပြုမယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာကြီးရအသုံးပြုရတဲ့လူတွေအများကြီးရှိရပေါ့နော်အဓိကကတော့တိုင်းသား တိုင်းသားတွေအများကြီးဆိုတာဒီ Facebook ကိုတုံးနေပေါ့ဒါပေမဲ့ခက်တာကကျွန်တော်ဟိုဆိုမြန်မာစာတခုတည်းပဲ support လုပ်တယ်ပေါ့နော်သူအရင်တော့တော့ Unicode support လုပ်တယ် support Unicode support လာမှာ fully Unicode မဟုတ်ဘဲနဲ့ Zoji ကနေ auto convert ဆိုတဲ့ဟာမျိုး solo လုပ်တဲ့အတွက်ကျွန်တော်တို့တိုင်းသားစာတွေရေးတဲ့အခါမှာအာကေရင်တို့ပဲဖြစ်ဖြစ်ရေးလိုက်ခါမှာ Facebook ကတိလိုက်တာဆိုကြီးအနေနဲ့တိပြီးတော့ convert လုပ်ရတဲ့အမှန်မှန်ကိုဖြစ်နေရပါတော့ အဲ့ဒီပြည်ထနာကြီးဖြစ်လို့တိုင်းသားစာတွေကအတုံးပြမှုနေလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမျိုး Facebook ကိုတောက်ဆွဲတဲ့အခါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ email ပို့ပြီးပေါ့နော်ကျွန်တော်လူကြီးဘယ်လောက်ရှိလဲဒီလူတွေကဘယ်လောက်ထိဟိုစာလောင်စွာနဲ့ဒီပြောင်းလဲခြင်းလဲပေါ့နော် Unicode ကိုအာ Unicode fully support ကိုဘယ်လောက်ထိပြောင်းလဲခြင်းလဲပြီးတိုင်းသားစာလူတွေအချင်းချင်း communicate လုပ်ခြင်းလဲဆိုတဲ့အားမျိုးကိုကျွန်တော်တို့ email ပို့ပြီးတော့ select တောင်းဆိုခဲ့တဲ့အခါမှာနောက်ဆုံးဒီအဖြေရရှိခဲ့တာဖြစ်ပါတယ်ဟုတ်လဲဟုတ်ဆရာအနေနဲ့ဒီ Unicode ဒီအောင်မြင်မှုပေါ်ဆရာအနေနဲ့ဗာဒီများဖြစ်ဆက်ပြောခြင်းလဲခင်ဗျ ဒီအောင်မြင်မှုကကျွန်တော်တို့အတွက်အရေးကြီးတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဘာသာစကားအဒီခစ်ခစ်မှာဒီဘာသာစကားတည်တည်မှုကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတွေကျွန်တော်တို့ရဲ့အခံတွေကိုကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့အဒီကွင်ဟာထုတ်ထုတ်ဖွင့်ဟာနိုင်တဲ့အနေအထားတစ်ခုဖြစ်သွားပြီပေါ့နော်ဒီဂျွန်လ26ရက်နေ့စပြီးတော့ကျွန်တော်ဖွင့်ဟာထုတ်လို့ထုတ်နိုင်ပြီအာအမအမမရှိဘူးမမှန်ကန်ကန်တိတိကျကျနဲ့ကျွန်တော်ရေးသမျှမမှန်ကန်ကန်ပေါ်တဲ့ အနေထားရှိသွားပြီပေါ့ဒါကျွန်တော်တို့ရဲ့ရင်းနှီးစကားတွေကျွန်တော်တို့ပြောချင်တဲ့အရာတွေကျွန်တော်တို့ရဲ့ကြီးချင်တဲ့အရာကိုကိုယ့်ရဲ့မိခင်ပါတဲ့စကားနဲ့ကျွန်တော်ရေးသားနိုင်ပြီဆိုရဲအနေထားတစ်ခုဖြစ်တယ်ပြီးတော့ဒါကျွန်တော်ရဲ့ digital ခေတ်မှာကျွန်တော်တို့ရဲ့မိခင်ပါတဲ့စကားရေးရှိတိုးတက်ဖို့အတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီကိစ္စအမှန်ပုပပူယူငွေကိုသုံးဆွဲဆို Carry New Code Campaign ပို့မှာပါဝင်ပြီးလက်မှတ်ထိုးရတဲ့လူတွေရော share ပေးရတဲ့လူတွေရောပြီးတော့ဒီ campaign ကို ဟိုအောင်မြင်ဖို့အတွက်အဖက်ဖက်ဝိုင်းဝန်းကူညီပေးကြတဲ့လူတိုင်းကိုလည်းကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ဒီ Unicode ရှင်းမြောက်ရေးအတွက်ပိုးရခင်ရခင်မှာလည်းစတင်ပြီးဆောင်ရွက်နေကြဆောင်ရွက်ပေးကြတဲ့အဲနည်းပညာရှင်တွေအတက်ပညာရှင်အားလုံးလည်းကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တို့ဒီသူတို့ဒီအခုညီပေးလို့လူတိုင်းရဲ့ထောက်ပံ့ပေးမှုကြောင့်ကျွန်တော်တို့ဒီအနေထားကျွန်တော်တဖြည်းဖြည်းရောက်ရှိလာတာပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အဲခစ်ခစ်တင်မှာ ဒီတဲ့ပူကောင်းတဲ့အခါတွေဖန်တီးနိုင်ဖို့အတွက်ကတည်းကပထမဆုံးခြေလှမ်းပဲဖြစ်ကြဖြစ်တဲ့အတွက်အရာအလုံးကျေးဇူးတင်နေကြလို့ပြောချင်ပါတယ်ဟုတ်